လာပါဆရာမင်္ဂလာပါခင်ဗျာအရင်ဆုံးဆရာရဲ့နာမည်နဲ့ဒီဟိုဓမ္မဖောင်ဒေးရှင်းမှာဟိုတာဝန်ယူထားတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါအောင်ဆရာအဲကျွန်တော်နာမည်ကတော့ဦးလာမျိုးလို့ခေါ်ပါတယ်ကျွန်တော်ကဓမ္မရောင်ကြီးဓမ္မနာဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဒီဖောင်ဒေးရှင်းအနေနဲ့ပေါ့နော် သာသနာရေးတွေကိုလုပ်တယ်ကိုသိရတယ်ဆရာအဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းလောက်ရှင်းပြပေးအောင်ဆရာကျွန်တော်တို့ဓမ္မရောင်ကြီးဓမ္မနာဖောင်ဒေးရှင်းကအဓိကရည်ရွယ်ချက်ကတော့တရားတော်များပြန်ပွားရေးရည်ရွယ်ချက်ကိုဥတည်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ် ျွန်တော်တို့ဒီဓမ္မအောင်ယူထူအောင်လား22နှစ်ရှိပါပြီဟိုလက်ရှိရောက်နေတဲ့တင်ကြီးဆေးမှာ2006ခုနှစ်တည်းကစရောက်ပါတယ်အခုဆိုရင်ဒါဒီမှာနေမဲ့19နှစ်ကြာပါပြီဒါနာပြောင်းပွဲရေးလုပ်ငန်းတွေကတော့ကျွန်တော်တို့အဓိကအားဖြင့်တော့ဒီဓမ္မအောင်ယူပြင်မနေရာမှာတရားဝင်တရားဆောက်တွေတရားစစ်တွေကတ်တွေဒါတွေကိုဖြန့်ချီလုပ်ပါတယ်တနိုင်ငံလုံးမှာဘေးရမှာမှာတရားဝင်တရားဆောက်တွေရောက်ဖို့တဲ့စနစ်နဲ့လုပ်ပေးပါတယ်ဒါနံပါတ်1လုပ်ငန်းစစ်ပါနံပါတ်2ကတော့ကျွန်တော်တို့ကဓမ္မအောင်ယူဓမ္မနာလုပ်ငန်းခွဲခေါ်တဲ့စာကြည့်ချက်လေးတွေထူထောင်ပါတယ် စာရေးတိုက်ပေါင်းအခုဆိုရင်ဒါကျွန်တော်တို့900နီးပါးလောက်ပြောင်းလာပါတယ်။ဓမ္မောင်းကြီးစာရေးတိုက်နယ်တွေမှာအနှံ့ရှိပါတယ်။တတိယလုပ်ငန်းစဉ်ကတော့ကျွန်တော်တို့တင်တန်းတွေပေးပါတယ်။ဆောင်းတင်တန်းတွေမှာကလေးတွေလုပ်တဲ့ရည်ရင်းမှုတင်တန်းတွေကစတင်ပြီးတော့နောက်ဆုံးတော့တန်ဃာတော်ရင်းနဲ့ပတ်သက်တဲ့တာနာပြုဆွမ်းအင်မြင့်တင်တန်းတွေဒီလိုတင်တန်းတွေထိပေးပါတယ်။တင်တန်းပေါင်းများစွာပေးပါတယ်။လက်ရှိမှာလည်းကျွန်တော်တို့စာတင်ကြောင်းတွေဓမ္မောင်းတွေမှာတင်တန်းတွေဖွင့်ပြီးတော့တင်ကြားလေးရှိပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပရိယတ်တိတာနာနဲ့ပတ်သက်တဲ့ထောက်ပံ့ရေးလုပ်ငန်းစဉ်ပေါ့။အဲဒီမှာစာတင်တိုင်းမှာရောက်နေတဲ့ကိုယ်ဝင်လေးတွေကို တကားရှာပေးပြီးတော့ထောက်ပံ့တဲ့လုပ်ငန်းစဉ်ကိုလည်းလုပ်ပါတယ်။အဲအဲ့ဒီကိုရင်လေးတွေဘယ်ရလာလဲဆိုတော့တောကတောကလာတယ်ပေါ့နော်။အဲ့ဒီကိုရင်လေးတွေကိုလည်းကိုရင်ဝတ်ပွဲလေးတွေကျင်းပပြီးတော့မြို့စာတင်တဲ့ရောက်အောင်တဲ့ကိုအကူအညီပေးဆောင်ရနေပါတယ်။အဲနောက်တစ်ခါပရာဟိတနဲ့ပတ်သက်လို့ရှိရင်တော့တစ်ပင်ဆိုင်တဲ့လုပ်ငန်းမျိုးလေးတွေသွေးလူတဲ့လုပ်ငန်းမျိုးလေးတွေလည်းလုပ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဆရာဒီလိုမျိုးပေါ့နော်ဆရာတို့ဟိုဒီတာသနာရေးမှာတာသနာရေးကိုအဓိကထားပြီးတော့ဆောင်ရွက်နေရလေးရည်ရွယ်ချက်လေးသိပြဆီဆရာ။ အဲအဓိကကျတော့ကျွန်တော်တို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဗုဒ္ဓဘာသာဝင်စစ်စစ်တွေဖြစ်တယ်ခေတ္တဝါဒဗုဒ္ဓသနာပြန်ပွားရေးလုပ်ငန်းစဉ်ပေါ့ဒါကိုလုပ်ချင်တယ်ကျွန်တော်တို့ကလည်းဒီဓမ္မအောင်ကြီးဖွဲ့စည်းစဉ်တွေကဩဝါဒဆရာဆရာတော်ဘုရားကြီးတွေရှိပါတယ်ဒီဆရာတော်ဘုရားကြီးတွေရဲ့လမ်းညွှန်ချက်နဲ့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓသနာထွန်းကားပြန်ပွားရေးတွေကိုဥတည်ရည်ရွယ်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဒီ foundation ကကြတော့လေဒီမြန်မာနိုင်ငံအနှံ့အပြားကြတော့နေရာတွေမှာဆောင်ရွက်တာလည်းမသိဘူးဆရာဟုတ်ကဲ့ကျွန်တော်တို့က အဓိကတော့ကျွန်တော်တို့ရဲ့လုံနှမျိုးရှိတယ်ပေါ့နံပါတ်၁ကတော့ကျွန်တော်တို့ရဲ့ဓမ္မအောင်ကြီးစာကြီးတဲ့ကလုပ်ငန်းခွဲပေါ့အဲ့ဒါတွေကနေရာအနှက်မှာခြေရွာတွေရောမြို့တွေရောရောက်သွားတယ်အဲစာကြီးတဲ့ပေါင်း900နီးပါးဆိုတော့တွေ့ကြည့်ပေါ့နော်တော်တော်များများပြန့်နေပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ရဲ့ဟိုကိုယ်စလဲတွေပေါ့အဲ့နေရာတွေမှာရှိပါတယ်နောက်တော့ကကျွန်တော်တို့ကဒီဈားထဲမှာသာသနာပြုကိုယ်စလဲဆိုပြီးတော့ထပ်ဖွဲ့ပြီးတော့အချို့မြို့တွေမှာလုပ်ပါတယ်ဥပမာထားပါတော့ဘယ်နေရာတွေမှာရှိနေလဲဆိုတော့အောင်မန်းမြို့မှာကျွန်တော်တို့ရဲ့ဓမ္မအောင်ကြီးကိုယ်စလဲတွေရှိတယ်ဥပမာရက်ဆောင်မြို့မှာရှိတယ်ငါတိုင်းကျောင်းမြို့မှာရှိတယ်ပသိမ်မြို့မှာရှိတယ်အဲ့လိုမြို့လေးမြို့လေးတွေမှာကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေထားပြီးတော့သူတို့နဲ့ကျွန်တော်တွေချိတ်ပြီးတော့မှသာမဏေပြန်ပွဲရေးလုပ်ငန်းတွေလုပ်ပါတယ်။တို့အနေနဲ့ပေါ့ဒီဒီသာမဏေလုပ်ငန်းတွေအပြင်ပေါ့နော်ဘိုးဘွားရေးတာတီထောင်ဖို့အတွက်စီစဉ်နေရာလေးနဲ့ပတ်သက်ပြီးနည်းနည်းလောက်ပြောပြပြပါဦးဆရာ။ဟုတ်ကဲ့ဗျာ။အခုလောဆယ်မှာကျွန်တော်တို့ဒီပရိုက်တာနဲ့ပတ်သက်တဲ့လုပ်ငန်းစီမှာတခုဆက်လုပ်တာကဘာလဲဆိုတော့မျက်လုံးခွဲတဲ့လုပ်ငန်းပါ။မျက်လုံးခွဲတဲ့လုပ်ငန်းကအဲကျွန်တော်တို့နဲ့ရင်းနှီးတဲ့ဆရာတော်ဖျားရှိတယ်။အောင်ဆက်ကြဆရာတော်အဲတာဂိတာចောင်းဝင်းမှတ်တိုင်မှာအောင်ဆက်ကြမျက်စိဆေးရုံကြီးဖွင့်လာပါတယ်။အဲဆေးရုံကြီးကိုကျွန်တော်တို့ကဝင်းကူရင်းနဲ့မျက်လုံးခွဲတဲ့လုပ်ငန်းကိုလုပ်ဖြစ်တယ်ပေါ့။လို့တော့ မီဒီယာတခုကနေကြီးညာလိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီမျက်စိခွဲတဲ့လုပ်ငန်းကိုမီဒီယာတွေကဝိုင်းဖြန့်တော့ကျွန်တော်တို့စီကိုတနေငံလုံးမှာမျက်စိခွဲတဲ့ဝေနာရှင်တွေကလှမ်းဆက်တယ်ဆက်တော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့တနေငံလုံးမှာရှိတဲ့မျက်စိခွဲကျင်တဲ့လူတွေအားလုံးကိုခွဲနိုင်တဲ့နေရာတွေကိုချိတ်ဆက်ပြီးတော့မှဟိုအခုလက်ရှိချိန်နေဆိုရင်ဓမ္မအောင်ကြီးကတနေငံလုံးဘယ်နေရာအဖြစ်ဖြစ်ခဲခဲတောင်းတောင်းကုညီတို့ရတဲ့အခြေအနေရောက်သွားတော့ဒီရဲ့ပိုင်းမှာကျတော့ဘာထပ်တွေ့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စကပရိုက်တာတင်တွေကစွန့်ပစ်ဘိုးဘွားပေါ့ဒီစကလုံးလေးကြားတယ် ဘယ်လိုဖြစ်တာလဲဆိုတော့ကိုယ့်ရဲ့အဖိုးဖွားတွေမိဘတွေကိုမပြုစုမဆောက်ရှောက်နိုင်လို့လမ်းမေးမှာလာဖြစ်သွားတာကိုပရိဒါတင်းတွေကောက်ပြီးတော့တန်လင်းမှာရှိတဲ့သဘောတရားရိတ်တာကိုပို့ရတဲ့ဖြစ်စဉ်လေးတွေတော်တော်များတွေ့တာတွေ့လာတော့ကျွန်တော်ကစဉ်းစားရတယ်ပေါ့နော်ဒီနိုင်ငံကြီးမှာဗုဒ္ဓဘာသာလဲထွန်းကားတဲ့မြန်မာနိုင်ငံမှာရည်ရွယ်မှုနဲ့ထွန်းကားတဲ့အဲ့ဒီနိုင်ငံကြီးမှာဒီလိုမျိုးဘိုးဘွားတွေကိုစွန့်ပစ်တယ်စကလုံးပေါ့နော်စွန့်ပစ်ဘိုးဘွားဆိုတာမရှိသင့်ဘူးလို့ယူဆလို့ကျွန်တော်ကလိုက်ပြီးတော့လေ့လာကြည့်တယ်လေ့လာကြည့်တော့နံပါတ်1တန်တိုင်းလုံးမှာရှိတဲ့ဘိုးဘွားရည်တာတွေကိုကျွန်တော်စင်းရည်တွေကောက်တယ် တို့နဲ့ဆက်သွယ်တဲ့တယ်လီဖုန်းတွေဆက်တယ်ပေါ့နော်အဲ့တော့တော်တော်များများနယ်ဘဝရိတာတွေမှာကျတော့ဘဝရိတာ90ဆက်ရင်တကယ်ရှိတာ20လောက်ပဲဘဝတွေက6နေတယ်အဲ့တော့အတိတ်ပဲကနယ်မှာရှိတဲ့သားသမီးတွေကကိုမိဘတွေကိုဘဝရိတာမပို့ဘူးဒါဆိုရင်စွန့်ပစ်ဖို့လဲအဝေးကြီးပေါ့ဗျာဒါပေမဲ့ဘယ်မှာဖြစ်လဲဆိုရင်ရန်ကုန်မှာဖြစ်တယ်ရန်ကုန်မှာကျတော့လူတွေကအများကြီးရှိတယ်အဲ့ဒီပြင်ကိုခုနကကျူးကျော်တွေခုနပြောတဲ့လက်လုံလက်စားသမားတွေရွှေပြောင်းလုပ်သားတွေအများကြီးရှိကြတယ်အဲ့ဒီလူတွေကစာဝတ်နေကလည်းကိုယ်စင်းလုံးကြီးလာတဲ့ခါကျတော့အစင်မပြေတဲ့ခါမှာကို့မှာရှိတဲ့ ယောဂါဖြစ်တဲ့မိဘအောင်မဆောက်ရှောက်နိုင်တော့ဘူးအဲ့ကြတော့သူတို့မှာနီးလမ်းမရှိတော့ဘဲနဲ့အတွေ့အကြုံဆွန့်ပစ်တာမျိုးတွေ့ရတယ်။အဲသားသမီးဘက်ကနှစ်ခုပေါ့တစ်ခုကတော့ခြေစူးမတိတတ်ဘူးမိဘခြေစူးကိုနားမလဲတဲ့သားသမီးတွေရှိသလိုတချို့ကြတော့ဘလို့မှမရှုနိုင်မကင်နိုင်လို့ကိုမိဘကိုဆွန့်ပစ်ရတဲ့သဘောမျိုးတွေ့ရတယ်။ဒါဆိုရင်ငါတို့ဘလို့လုပ်မလဲဒီလိုမျိုးခုနနာဖျားမကျန်းဖြစ်တဲ့ဂီတာနာဘိုးဘွားတွေကိုဆောက်ရှောက်တဲ့ရိတ်တာတွေမရှိဘူးလားလိုက်လေလာတော့နံပါတ်1အဲတောင်းတကောအရှိပိုင်းပေါ့နော်အဲဆံမကြီးဒေါ်သမီးရောက်ထူထောင်ထားတယ် စီစာရိတ်ဂီလာနာဘိုးဘွားကြီးတော့သွားတွေ့ပါတယ်သွားလေ့လာသွားလေ့လာတော့ဘယ်လောက်ထိသူကစနစ်ကြလဲဆိုတော့ဘိုးဘွား139ရောက်ပဲရှိတယ်ဝန်ထမ်း80နဲ့စောက်ရှောက်နေအောင်တွေ့ရတယ်ဆရာဝန်နဲ့သူနာပြု90လောက်ကစောက်ရှောက်ပြီးတော့ဘာမှလူရည်သေးမရှိအောင်ပြုစုတယ်ဘယ်လောက်ထိလုပ်ပြလဲဆိုတော့တနေ့ကိုအဟာရ9ကျင်ချွေးတယ်အဲဆေးရုံကလေးနဲ့နေရတယ်ရှေ့မှာ TV ဖွင့်ပြထားတယ်အဲဒီအခန်းကြီးရဲ့နောက်မှာဖះเจ้าဆောင်တွေရှိတယ်ဒီလိုမျိုးကစပါတော့အထူးကဆရာဝန်ကြီးကအဲဆေးဝါးစစ်ဆေးမှုတွေလာလုပ်ပေးတယ် တပတ်တည်းရဲ့မျက်စိစေကန်းဖွင့်ပြီးတော့ကုသပေးတယ်ဆိုတော့ဟာ तू ကဒီအိမ်မာထက်ကိုပြည့်စုံတဲ့ဘဝရည်သားကြီးပေါ့နော်ခီလာနာဘဝရည်သားကြီးသွားတွေ့ရဒါပေမဲ့ तू ကကန့်သက်ချက်ကပါပြီဆိုတော့ तू က120တဲ့ပိုလက်မခံနိုင်တော့အခု139ရောက်ဆိုရင်300တော့ပဲဆန့်တော့ဒါဆိုရင်ကျန်တဲ့ဘဝတွေပဲပို့လို့ရမယ်ဆိုတော့တန်လင်းတဘာဝဘဝရည်သားလို့လမ်းညွှန်တယ်အဲ့ဒါလည်းကျွန်တော်တဘာတန်လင်းကိုသွားပြီးတော့လေ့လာပါတယ်တန်လင်းတဘာဝတရားရည်သားကိုလေ့လာတဲ့အခါကျတော့ဟိုအံ့ဩစရာပေါ့ဒီဆရာတော်ရဲ့တတိယလည်းစွန့်ပြစ်တဲ့မြဘဝအကုန်လက်ခံနိုင်တိုင်းမနိုင်တိုင်းပေါ့နော်အကုန်လက်ခံတာလက်ခံတော့သွားကြည့်တဲ့အခါမှာ ဲ့ဒိဋ္ဌာကြီးမှာအဲ့ရပေါ်လဲနေဘိုးဘွားတထောင်လောက်ရှိတယ်ထူထူထောင်ဘိုးဘွားတထောင်လောက်ရှိတယ်ဘိုးဘွားနှစ်ထောင်လောက်ကိုပတ်ချလဲပြီးတော့ဒီဖုံးဖုံးတွေကဆွမ်းခံကျွေးပြီးတော့လုပ်နေရတဲ့ခါကျတော့ဘိုးဘွားတွေအခြေအနေကကိုဘက်ကကြည်လာခဲ့တဲ့ဘိုးဘွားတွေတန်းတခြားစီဖြစ်သွားတယ်ခဲဒါဆိုရင်ဒီလိုဒုက္ခရောက်နေတဲ့ဘိုးဘွားတွေကိုတို့ဒီရိုင်းမဲကြည့်နေမလားစောက်ရှောက်တင်လားဆိုတော့စောက်ရှောက်တင်ရတယ်ဆိုတော့အဖြေထွက်လာတာဖြစ်နေလဲဆိုတော့နံပါတ်၁ကခုနစည်းစာရေးလိုမျိုးစနစ်ကျစောက်ရှောက်မဲ့ဘိုးဘွားတွေတားလေးတွေထူထောင်ကြပါတယ် ဘယ်လိုထူထောင်ခြင်းလဲဥပမာဒါပေါ်ကျွန်တော်နိုင်ငံမှာလုပ်ငန်းရှင်တွေရှိတယ်တတိယရှိတယ်ပရိုက်တာစိတ်ဝင်စားတယ်ဘိုးဘွားကိုစောက်ကြခြင်းလဲဆိုရင်လူတရာလောက်လက်ခံနိုင်တဲ့ဘိုးဘွားဤသားလေးတွေထူထောင်စေခြင်းပါတယ်အဲ့လိုထူထောင်လို့ရှိရင်ဒီဘိုးဘွားတွေကခုနတထောင်လေးကဒုက္ခရောက်နေဘိုးဘွားတွေကဒီမှာတရာရောက်နောက်တရာရောက်နောက်တရာရောက်နိုင်တယ်လောက်ပေါ့နော်50တန်းနဲ့လူက50စောက်ရှောက်တရာစောက်ကြတဲ့လူကတရာစောက်ကြသွားမယ်ဆိုရင်တော့ဘိုးဘွားတွေဘိုးဘွားပြည့်စုံမယ်လို့ထင်ပါတယ်တကယ်လို့များပေါ့နော်ဟိုဒီဂီလာနာဘိုးဘွားဤသားတွေပြည့်ပြည့်စုံရှိတယ်ဥပမာဒါပေါ်လိုင်းသားမှာရှိတယ်ဆိုပါစို့လိုင်းသားမှာရှိတဲ့ လက်လုံးနဲ့စာမိသားသူယောက်ကကိုယ့်အဖေမေကိုစွန့်ပစ်ချင်တော့မစွန့်ပစ်တော့ဘဲနဲ့ဒီဟိတ်တာကိုလက်အပ်လို့ရရင်စွန့်ပစ်ဖို့ပါဆိုရယ်စကလုံးပြောက်သွားပါမယ်လို့ကျွန်တော်တွေးလို့ဒီလုံနေလိုက်လို့နာဖြစ်ပါတယ်။ဆရာဒီရွယ်ချက်လေးကအလွန်ကောင်းပါမှာအဲ့ဒီရွယ်ချက်ကိုဆရာအနေနဲ့စောင့်ရစေခြင်းလေးပေါ့။ဟုတ်ကျွန်တော်တို့ဒီကခုဒီဒီဘိုးဘွားဟိတ်တာတွေပေါ်ပေါက်ရေဘိုးဘွားရေဆောက်ရေပိုင်းမှာတကယ်တွေးရင်တော့အပိုင်း၃ပိုင်းလောက်ရှိတယ်ပေါ့နော်။နံပါတ်၁ပိုင်းကတော့မီဒီယာပိုင်းပေါ့။အခုလိုမီဒီယာရက်ကွေးလို့ခေတ်လာကျင်းစစ်တွေမှာမီဒီယာပိုင်းတို့တယ်။ဘာဖြစ်လို့ဆိုတော့ ျွန်တော်တို့အရင်တော့ကမကွေးမြို့မှာဘုံဘုံပေါ့နော်မြစည်းမကွေးကြီးဆရာတော်ဘုရားကငွေခံထိုက်သူဖြစ်ပါစေဆိုတဲ့တရားတစ်ပုဒ်ဟောဘူးလေအဲ့တရားတနင်္ဂနွေကအများကြီးပြန်သွားတယ်အဲ့တော့မိဘယေရှုတည်တဲ့သားသမီးတွေအများကြီးပေါ်လာတယ်ဒီတရားလေးနားရတာနဲ့မိဘယေရှုဆက်စင်တွေပေါက်သွားတယ်ပေါ့နော်အဲ့လိုဟာမျိုးကိုကျွန်တော်တို့ကမီဒီယာဘိုင်းကနေပြီးတော့မိဘနဲ့သားသမီးယေရှုတွေတည်တယ်မိဘယေရှုဆက်မြာကိုတချင်းတွေဇလန်းတွေလည်းဒီလိုခုလိုထုတ်လွှင့်မှုတွေအများကြီးလုပ်ပေးရမယ်နံပါတ်၁ပေါ့အားလုံးရဲ့အပိုင်းမှာဘိုးဘွားတွေကိုပြစ်မှတ်ထားနေဆောက်ရှောက်ရမယ်ဆိုတဲ့အသည့်ကိုဝင်စင်နေပေါ့ ကျွန်တော်တို့ရင်းမှုဆရာတွေကတော့ကလေးတွေကိုအခုတည်းကမိဘကြီးစုတီးဖို့ပြန်ဆက်ဖို့ဒီလိုမျိုးတွေသင်နေပြီပေါ့အခုအရွယ်ရောက်တဲ့လူတွေကတော့မီဒီယာနီးနဲ့ကျွန်တော်တို့အားလုံးသိအောင်လုပ်ပေးစီချင်တယ်လို့နံပါတ်1ဒါနံပါတ်1လုပ်ငန်းစဉ်ပေါ့နံပါတ်2ကျတော့ကျွန်တော်တို့ဒီနိုင်သားရွှေပြည်သားမှာရှိတဲ့တချို့ဘိုးဘွားတွေကရှိတဲ့နေရာလေးမှာကုတ်ကက်နေတယ်သူကဆင်းရဲတယ်ကုတ်ကက်နေပြီးတော့ဘိုးဘွားကြီးသာပို့ရင်မသွားချင်ဘူးဖြစ်နေဆလာဘိုးဘွားကြီးသာမသွားချင်မသွားချင်တော့ပို့လို့မရတော့သူတို့ကိုကျွန်တော်တို့ကငတ်မသေးအောင်ဒုက္ခမရအောင်ကြတော့အထောက်ပံ့ပေးရဥပမာ အဖိုးတယောက်တက်ကို3000ပိုးလောက်လူရှင်တယောက်ကလှူပေးရေလာစီလူပေးသူကစံလေးစီလေးဝင်လို့ရရင်သူစားဝင်နေအဆင်ပြေသွားမယ်အဲဒီတက်နဲ့ပိုတက်နိုင်တဲ့လူကြတော့9000လောက်ပေါ့စေကူသားမှုပါရင်တော့တသိန်းလောက်ပေါ့အဲ့လိုထောက်ပံ့နိုင်တဲ့လူတွေပေါ်လာလို့ရှိရင်တော့ကျွန်တော်တို့ကစင်းရဲတဲ့ရက်ွက်ကဘိုးဘွားတွေကိုအထောက်ပံ့ပေးရင်အဲသူတို့ဒုက္ခမရောက်ဘူးသားသမီးကလည်းမဆွတ်ဖြစ်ဘူးပေါ့သူတို့စားဝင်နေလေအဆင်ပြေမယ်ပေါ့အဲဒါလေးတစ်ခုပေါ့တတိယလုပ်ငန်းစဉ်ကြတော့အသက်80ပြည့်ပြီးတဲ့မပြည့်စုံတဲ့ဘိုးဘွားတွေကိုကျွန်တော်တို့ကတက်နိုင်သောဘိုးဘွားရည်သားတွေပို့ပေးခြင်း ဒါပေမဲ့တချို့ကြတယ်ဘယ်လိုမြင်လဲဆိုဘိုးဘွားရေးတာကိုဆိုတာစီကံနေတင်းကျပ်တယ်သူတို့နှိမ့်ဆက်မဲ့ပုံမျိုးဘုံဘွားတွေကထင်းနေပြန်ရောထင်းနေပြန်တော့ဒီဘုံဘွားကိုမနှဲစီယုံပြီးတော့လိုက်ပို့နေရတာဖြစ်တယ်ပေါ့ဟိုဒီရဲ့ဘက်မှာကျွန်တော်ကျွန်တော်စီကိုအကူအညီတောင်းလို့ကျွန်တော်ဘိုးဘွားရေးတာတခုပို့ရတယ်မနေနိုင်ဘူးဆိုပြီးပြန်ထွက်လာအဲ့လိုပေါ့တော့သူကအပြင်မှာလွတ်လပ်နေနေရတယ်ဘိုးဘွားရေးတာမှာသူ့အချိန်နဲ့သူ့စီကံနဲ့နေရတာမနေနိုင်တဲ့ဘိုးဘွားရေးနဲ့တွေ့ရတယ်ပေါ့အမှန်တော့ဒီ90ပြည့်ပြီးတော့စာဝန်တွေအဆင်မပြေဘူးဆိုရင်ဘိုးဘွားရေးတာတွားရင်တကယ်အဆင်ပြေတယ်ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ရန်ကုန်မှာနှင်းစီကုန်းဘိုးဘွားရေးတာ ဲ့ဘိုးလေကောင်ကြီးမှရှိတယ်။အဲ့ဘိုးကြီးတိုင်းမှာသွားနေတဲ့ဘိုးဘွားဆိုတာဝင်ခွင့်ရဖို့လည်းခက်တယ်။ရောက်သွားရင်လည်းအကုန်ပြည့်စုံတဲ့စားဝတ်နေရေးချမ်းသာရေးဆေးအုပ်ကြီးမှရှိတယ်။တချို့ဆိုရင်ဘယ်လောက်များအဆင်ပြေလဲဆိုတော့ဒီဆွန်းလာလူတွေကဘိုးဘွားတွေကိုပတ်စံတွေ့ရင်တွေ့ရင်လည်းဘိုးဘွားတွေက၁၀သိန်း၁၅သိန်းပြန်လုနိုင်တယ်။အဲ့လောက်ကိုပြည့်စုံတဲ့ဘိုးဘွားကြီးတွေဖြစ်သွားတယ်နော်။အဲ့တော့ကျွန်တော်တို့ဘိုးဘွားကြီးတွေကိုဘိုးဘွားတွေနေကြအောင်လည်းတစ်စစ်မြန်နံပါတ်၁ပေါ့နော်။အဲ့ဒါဆိုရင်80ကျော်တဲ့ဘိုးဘွားတွေအားလုံးကအဲ့ရပေါ်မလဲခင်အဲ့ဒီကိုရောက်သွားရင်သူတို့တွေအဆင်ပြေသွားမယ်။ဒါတစ်ချက်ပေါ့။ကဲဟုတ်ပြီအဲ့ရပေါ်လဲတဲ့ဒါကြတော့ခုနကနီးတဲ့ ဟိုဂိလာနာဘိုးဘွားရေးတာတွေနေရာနဲ့မှာပေါ်ရမယ်။ဒါမှကျွန်တော်တို့နိုင်ငံမှာချို့နေရာကျတော့ဖုံးကြီးเจ้าတွေရှိတယ်။ဟိုဒီကံကျတော့เจ้าကြီးအကျယ်ကြီးပဲအဆောင်တွေအများကြီးဖုံးဖုံးကတဘာပဲရှိတယ်။အဲ့လိုเจ้าမှာเจ้าဆောင်ပေးတော့ဘိုးဘွား20ဆောက်ရှောက်နိုင်20ဆောက်ရှောက်ပြီးတော့မြို့ကဝိုင်းလို့မယ်၊ရွာကဝိုင်းလို့မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်။အဓိကအားဖြစ်ကတော့စွန့်နိုင်တဲ့ပုံကိုရေးပေါ့။ဥပမာကျွန်တော်နိုင်ငံမှာလုပ်ငန်းရှင်ကြီးတွေရှိတယ်။ဟိုဆေးရုံပရိဒါအောင်စိတ်ဝင်စားတဲ့လုပ်ငန်းရှင်ကြီးတွေကုမ္ပဏီတွေရှိတယ်။သူတို့ကစိတ်ဝင်စားပြီးတော့ဘဝရည်တာလေးတခုတခုလိုက်ထောင်ရင်တော့ကောင်းမှာလေလို့ပြောချင်ပါတယ်။နောက်တစ်ခါ ခုဆိုရင်တွေ့ရလေကျွန်တော်တို့ရွှေတန်လင်းကုမ္ပဏီဆိုလို့ရှိရင်ဘိုးဘွားဤတာတွေနေရနဲ့မှလိုက်ထောင်တာတွေ့ရတယ်ဒါပေမဲ့သူကရိုးရိုးဘိုးဘွားဤတာဖြစ်တယ်သူတို့လည်းဖြစ်နိုင်ရင်တော့ခီလာနာဘိုးဘွားဤတာတွေတခုတော့ထူအောင်ပြင်မယ်ဆိုရင်တော့ဘိုးဘွားဤအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်လို့ပြောချင်ပါတယ်ဆရာတို့အနေနဲ့ရောဘိုးဘွားဟိတာကိုတကယ်လို့ထူထောင်မယ်ဆိုရင်ပေါ့နော်ဘလူမျိုးနေရာမျိုးမှာထူထောင်မှုကျွန်တော်တို့ကတော့အခုလောဆယ်တော့ဆင်ခြေဘုံရွေးရမှာပေါ့နော်ဟိုတကုံလိုနေရာမျိုးတွေလိုက်တာရပေါ့လိုက်တာဆိုကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ဆရာတို့ဘုရားတွေပဲတော်များကြီးလိုက်တာရောနေရာမျိုးမှာ အဲမြေခွက်တွေပါလေးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့အဲ့နေရာလေးမှာဂီလာနာဘိုးဝါကြီးတာလုပ်မယ်ပေါ့အခုအဲ့တိုင်းသားမိတ်ဆွေနဲ့တိုင်ပင်ထားပါတယ်အဲဖုန်းဖုန်းတွေလည်းပြောထားတယ်တကယ်လို့များဖုန်းကြီးကြောင်းတွေလွတ်တယ်ဆိုရင်အဲ့နေရာလေးမှာဝင်ပြီးတော့ဘိုးဝါဆောက်ရည်လုပ်ငန်းကိုလုပ်မယ်ပေါ့အခုလောဆယ်တော့အဆောက်အဦမပေါ်ခင်ပဲမဲ့ကျွန်တော်တို့ကမြေပြင်ဆင်းပြီးတော့တူတန်းမှုတွေလုပ်မယ်ပေါ့နော်ဒါလေးလုပ်ချင်တယ်အဲ့တော့ဒီမှာတကယ်စဉ်းစားကြည့်ရင်တော့ဒီတက်ကြီးဘိုးဝါတွေဆိုတာဒီနိုင်ငံမှာသူတို့တာဝန်ချေခဲ့ပြီးပြီပေါ့သူတို့ဝန်ထမ်းတွေလုပ်ခဲ့ကြတယ်သူတို့ကဆရာတွေလုပ်ခဲ့ကြတယ်မိဘနေရာမှာတာဝန်ချေခဲ့တယ်သူတို့လည်းအိုမင်းမဆွမ်းဖြစ်ကောကျွန်တော်တို့က ပစ်ထားတဲ့သဘောမျိုးဖြစ်ရင်တော့တဘာမှမကြောက်ဘူးဒါဘုရုမှတာဝန်ရှိလဲဆိုတော့အစိုးရပါဝင်တနိုင်ငံလုံးမှာရှိတဲ့အားလုံးမှာတာဝန်ရှိတယ်ဘာလို့ကျွန်တော်တို့တစ်ချိန်ကဒီအရွယ်ရောက်ပါလေအားလုံးကတက်ကြီးရွယ်ကိုဖျက်သားရမှာဆိုတော့ဒါလေးကိုစူးစမ်းပြီးတော့ sorry ရှင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာအဲဆရာအနေနဲ့ရောဘာများထပ်ပြီးရောဖြည့်စော့ပြောကြဆရာရှိသေးလဲမသိဘူးအဲကျွန်တော်တို့တခြားနိုင်ငံတွေမှာကြတော့ဘိုးဘွားဆွံ့ပြတယ်ဆိုတာသိမတွေ့ရအောင်ဘာဖြစ်လို့လဲဆိုတော့တို့နိုင်ငံတွေမှာတက်ကြီးဘိုးဘွားကိုစောက်ချတဲ့ခေယာတွေရှိတယ်အဲ့ဒီခေယာတွေကိုပတ်စံပေးပြီးတော်ထားလို့ရတဲ့ခါကျတော့ သားသမီးရသူသူ့မှာအထုတ်တွေရှုပ်လို့မတတ်နိုင်ရင်ဂေယာကိုသွားပို့လို့ရတယ်ပြီးရင်ပတ်စံပေးရတယ်ဆိုတော့သူကဟိုတယ်လိုပဲနေပြီးတော့ဘဝဆောက်ရွေးရေးတာတွေမှာသွားနေကြကျွန်တော်မြန်မာနိုင်ငံကအခုဂျပန်ကိုသွားတဲ့ကလေးတွေဆိုရင်ဘဝဆောက်ရွေးနေတယ်သွားကြတာများတယ်ပေါ့အဲဒီအသက်ကြီးတဲ့လူတွေကိုရေးတာတွေမှာထားပြီးတော့သားသမီးရစနစ်စကြဆောက်ရွေးတဲ့လုပ်ငန်းကိုလုပ်တယ်ပေါ့မြန်မာပြည်မှာကျတော့အဲ့လိုသိမရှိသေးဘူးဒါပေမဲ့အခုတခုတော့ပေါ်လာတာတွေ့တယ်တန်လင်းမှာအဲဆရာဝန်ကြီးတယောက်ကထူထောင်နေရေးတာပေါ့နော်ပတ်စံပေးပြီးနေလို့ရတယ်ဘဝရေးတာတခုတွေ့တယ်ဒါတခုပဲရှိသေးတယ်ပေါ့အဲအဓိကတော့ကျွန်တော်တို့ကပဋိဒါအသိတွေကလောက်ရတဲ့ ဘဝရေးသားတွေကများပါတယ်။ဒါကြောင့်မလို့တနိုင်လုံးမှာရှိတဲ့စေနာရှင်တွေပရိဒသမားတွေကိုကျွန်တော်တိုက်တွန်းလို့ရတယ်။ကိုယ့်အရက်ဒေတာတွေမှာတက်ကြီးဘဝတွေကိုကြည့်ပေးကြပါ။အရေးအတွက်ကောက်ပေးကြပါ။ဒုက္ခဖြစ်လာမဖြစ်လာကြည့်ပါ။သူတို့ကိုကျွန်တော်တို့ကူညီဆောက်ရှောက်ပါ။တကယ်လို့များအခက်အခဲတွေရှိလာတယ်ဆိုရင်မနိုင်ရင်ပေါ့နော်။ကျွန်တော်တို့ဓမ္မယူဓမ္မနာဖောင်ဒေးရှင်းကိုလှမ်းပြီးတော့ကူညီတောင်းပါလို့တိုက်တွန်းပြောကြလိုပါတယ်။ဟုတ်ကဲ့ဆရာ။ ကြလို့သူတို့အနေနဲ့ဟိုကိုကြီးတောင်းလို့တဲ့သူတွေအနေနဲ့ကြတော့လေဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကိုပြောကြပါအောင်ဆရာကျွန်တော်တို့ဓမ္မောင်ကြီးပြင်မနေရတော့တင်ကြီးစေးစီယုံအဆောင်လေးပထမတက်မှာရှိပါတယ်အခုလက်ရှိရှိနေတဲ့နေရာပါပဲကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကတော့အဓိကကျွန်တော်ဖုန်းပါပဲ3998539964ဒီဖုန်းကိုဆက်သွယ်ပြီးတော့လှူခြင်းနဲ့လှူလို့ရပါတယ်လိုအပ်တဲ့ရှိတဲ့နေရာတွေကိုလည်းလှူခံလို့ရပါတယ်လို့ပြောချင်ပါတယ်